မြန်မာစစ်တပ်သမိုင်းမှာရှစ်တကွဲစစ်ရှုံးနေရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့တစ်တုံညာနှစ်ကွန်စစ်စင်ရေးနှစ်နှစ်မြောက်နှစ်ပတ်လည်ကာလနဲ့အချိန်ကိုက်ထွက်ပေါ်လာတဲ့တရုတ်စိုးရရဲ့ဂျာဝင်မှုနဲ့စစ်တပ်နဲ့ပြစ်ခတ်ရက်စဲလိုက်ပြီးဆိုတဲ့တန်းတက် DNNL ရဲ့ထုတ်ပြန်ချက်ကြောင့်တော်လရင်အင်အားစုတွေကြားမှာကြီးကြီးမားမားလှုပ်ခတ်သွားခဲ့ပါတယ်လှုပ်ခတ်သွားရတဲ့အဓိကချက်ကတော့ စစ်အာဏာရှင်စနစ်ချုပ်ငြင်းရေးလက်နက်ကင်တော်လှန်ရေးကိုတင်းနန်အလီကဆက်လက်မပူးပေါင်းတော့ပဲအပြည့်ရဲ့ဆဲလိုက်တဲ့ဆုံးဖြတ်ချက်ကြောင်းဆိုတာထက်ရှမ်းမစစ်စင်ရေးမြင်းနဲ့တေတုံညာနေကုန်စစ်စင်ရေးဒုတိယလိုင်းကိုတော်လှန်ရေးတပ်ပေါင်းစုနဲ့တူအသက်ပေါင်းများစွာယင်းနှစ်ပစ်ဆက်ပြီးတင်ပိုက်နိုင်ခဲ့တဲ့မိုးကုံနဲ့မိုးမိန်မျိုးတွေကို၎င်းတို့တို့ဖွဲ့တဲ့သဘောထားနဲ့စစ်တပ်ကို ပြန်ပေးဖို့သဘောတူခဲ့တာကြောင်းလို့ဆိုရင်ပိုပြီးမှန်ကန်ပါလိမ့်မယ် တီအန်အန်လီနဲ့အာနာသိန်းစစ်တဲကြားပြစ်ခတ်ရက်စဲရေးတွေတီအိုဆိုးရရဲ့ကြီးကြံမှုနဲ့ယူနန်ပြည်နယ်မှာတကားပိတ်ဆွေးနွေးပွဲတွေအကြင်ကြင်လှုပ်ဆောင်နေခဲ့ပြီးကိုးချိန်မြောက်ဆွေးနွေးပွဲပြီးမှာတော့တီအန်အန်လီဟာစာနှစ်ပိုက်ပါဂျင်းချုပ်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်အာနာသိန်းစစ်တဲ့ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်လို့လုံးဝထုတ်ပြန်ခဲ့တာမရှိပါဘူးတီအန်အန်လီထုတ်ပြန်ချက်မှာသဘောတူသတ်မှတ်ထားသည့်ကာလတွင်မိုးကုန်းနဲ့မိုးမိန်ညွန့်နယ်တို့မှာတန်းတက်များပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး တန်ဒေတာကိုလည်းမြန်မာစစ်တပ်မှလေရင်နဲ့ဘုံကျဲခြင်းထိုးစစ်ဆင်တက်ခတ်ခြင်းများမပြုဘဲ2025ခုနှစ်အော်တိုဘားလ29ရက်နေ့3/3/2022အချိန်မှစတင်၍နှစ်ဖက်ရောက်ရှိသည့်နေရာတွင်တက်များရက်တန့်က အပြန်လန်ပြစ်ခတ်ရဲစေးတွေသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြကြောင်းသတင်းထုတ်ပြန်အပ်ပါသည်လို့ဖော်ပြထားပါတယ်။တင်းနန်လီခေါင်းဆောင်တွေဟာအဲ့ဒီမြို့နှစ်မြို့ကိုတိုက်ခိုက်သိမ်းယူခဲ့ချိန်မှာ၎င်းတို့ကြီးပဲတက်တက်မဟုတ်ပါဘူး။ 2021ခုနှစ်ဆက်အနာသိမ်းမှုကိုဆန့်ကျင်ပြီးဆက်အနာရှင်စနစ်ကိုပုံရံသူဖြစ်တိုက်ခိုက်ချေမှုမှုတန်းနယ်မြေထဲမှာ TNL လီကူညီနဲ့လေကျင်းစုဖွဲ့လက်နက်တပ်စင်တက်တီထောင်ခဲတဲ့မြို့သားညညရဲ့ဆိုရ UNG လောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်းပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ခုလိုအနာသိစစ်တပ်နဲ့ပြစ်ခတ်ရက်စဲတဲ့ညညာချက်ထွက်ပေါ်လာချိန်မှာ၎င်းတို့နဲ့အတူတကွာတိုက်ပွဲဝင်ခဲ့ကြတဲ့ PDF တပ်ဖွဲ့တွေကိုကြိုတင်တိုင်ပင်ညှိနှိုင်းတာအတိပေးတာလုံးဝမရှိဘဲ တစ်ဖက်သက်ဆုံးဖြတ်သဘောတူခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ကိုကန် MND ကလာရှိုးမျိုးပေါ်ရက်ွက်တွေကိုစစ်တပ်ထံပြန်ပေးခဲ့တာထက်စိုးရွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ရှမ်းမန်းစစ်စင်ရင်နဲ့မန္တလေးတိုင်းနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမင်းမြို့နယ်နဲ့မန္တလေးတိုင်းတွင် မိုးကုတ်မေရယာစင်ကူးနဲ့တပေချင်းမျိုးနယ်တွေကိုတင်ပိုက်ရမှာဒီကတိုက်ပွဲဝင်ခဲ့ကြတဲ့ PDF တပ်ဖွဲ့တွေကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF မိုးကုတ်ဘူဟာ Tribe ဘူဟာ မိုးကုန်းနဲ့မိုးမိတ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖစရဲမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံတက်တွေဖြစ်ပါတယ်။တည်နံလင်းရဲ့ဂျင်ညာချက်ထွက်ပေါ်လာပြီးတဲ့နောက်အဆိုပါ PDF တက်ဖက်တွေကလည်း၎င်းတို့နေနဲ့မန္တလေးတိုင်းတွင်းရှိထင်းကျုံနယ်မြေတွေကို ကာကွယ်သွားမှာဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်မြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေဆက်လက်ပေါ်ဆောင်သွားမယ်လို့ဂျင်ညာချက်တွေရှင်းစင်နောက်ဆင့်ထုတ်ပြန်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျင်ညာချက်အားလုံးမှာ တီအန်အန်လီရဲ့ပြည့်ရဲ့သဘောတူညီချက်နဲ့မြို့နှမြို့ပြန်လွှဲပြောင်းပေးဖို့ဆုံးဖြတ်ချက်တွေကိုတိုက်ရိုက်ဆန့်ကျင်တဲ့အသုံးအနှုန်းတွေရှောင်ကွင်းထားတာကိုတွေ့ရပါတယ်။အဲ့ဒီနှမြို့ကိုစစ်တပ်လက်ထက်မရောက်အောင်ကုခံကာကွယ်သွားမယ်လို့တီလင်းထုတ်ဖော်ပြောဆိုတာမျိုးလည်းမပြုတ်ကြပါဘူး။တီအန်အန်လီရဲ့လေ့ကျင့်ပြောထောင်ပေးမှုကြောင့်တိုက်ရိုက်ခိုက်ရေးကောင်းမွန်စနစ်ကျလာကြတဲ့အဲ့ဒီဖွဲ့တွေဟာတီအန်အန်လီနဲ့စစ်တပ်ကြားသဘောတူညီချက်ကိုပြတ်ပြားစေမဲ့ တနည်းအားဖြင့်ပြည်နယ်အလေးကိုစန့်ကျင်ပြီးမိုးကုန်းနဲ့မိုးမိတ်မျိုးတွေကိုစစ်တပ်လက်အောက်မကျရောက်အောင် ခုခံတိုက်ခိုက်ဖို့အမှန်တကယ်ပြင်ဆင်နေတာလားဒါမှမဟုတ်ပြည်နယ်အလေးနဲ့ကွဲပြားတဲ့၎င်းတို့ရဲ့နိုင်ငံရေးနဲ့စစ်ရေးသဘောထားယက်တီချက်တွေကိုပြည်သူလူထုသိအောင် ထုတ်ပြန်အသိပေးယုံပဲလားတဲတဲကွယ်ကွယ်မရှိလာတဲ့တွေစောင့်ကြည့်သွားကြရမှာဖြစ်ပါလေပြန်နံလေးထုတ်ပြန်ချက်မှာအဆိုပါနှမျိုးကနေ၎င်းတို့တက်တွေစုခွာဖို့တတ်မှတ်ကာလရှိထားပြီးဖြစ်တယ်လို့ဆိုပေမဲ့အတိအကျဖော်ပြမထားပါဘူး တချို့ကတော့ MD1 PDF နဲ့ Twin Viewer တို့ရဲ့တက်သားသစ်တွေရေးပေါ်စုဆောင်းတာတွေလှုပ်ဆောင်လာတာတက်သားဟောင်းတွေပြန်လည်ခုတာတွေဟာမိုးကုတ်နဲ့မိုးမိတ်နှမျိုးကာကွယ်ရေးအတွက်လို့ယူဆသုံးသပ်နေကြပါတယ်တကယ်တော့မိုးကုတ်နဲ့မိုးမိတ်ကိုခုခံကာကွယ်မယ်ဆိုရင် TNL နဲ့မာမိတ် PDF တက်ဖွဲ့တွေကြာအရင်ဦးဆုံးစေအေးရထိတ်တိုက်တွေးမှုတွေသာရှေ့ကောင်းရှိလာနိုင်ပါတယ် TNL တက်တွေစုခွာချိန်မှာ MD1 PDF မိုးကုတ် Viewer နဲ့ Twin Viewer တို့က ဒီမျိုးနှမျိုးကိုစစ်တပ်ပြန်လည်ဝင်ရောက်ထိန်းချုပ်နိုင်မှုမပြုနိုင်စေရတဲ့ခုခံကာကွယ်မယ်ဆိုတာဟာ TNL ရဲ့သဘောတူညီမှုမပါဘဲမဖြစ်နိုင်ပါဘူးအဲ့လိုလှုပ်ဆောင်ရင် TNL ပူပူနွေးနွေးလက်မှတ်ထိုးထားတဲ့အပြည့်ရဲ့စေးသဘောတူညီမှု ပြက်ပြားပွေရှိပြီး TNL ထိန်းချုပ်ထားတဲ့တခြားမျိုးတွေကိုပါစစ်တပ်ကပြန်လည်ဘုံကျဲထိုးစစ်ဆင်ပွဲရှိပါတယ်လက်ရှိချိန်ညာ MD1 PDF မုတ်ကုတ်ပြူဟာနဲ့ထွန်ပြူဟာတို့ဟာ အနာသိစစ်တပ်ကိုဆက်လက်တော်လှန်မှုစိတ်ပိုင်းဖြတ်ထားပြီးဖြစ်တာမို့စစ်တပ်နဲ့ပြည်ရဲဆဲမဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့တဲ့ TNNL နဲ့လမ်းခွဲရမယ့်အခြေအနေဆက်ရောက်နေပြီဖြစ်ပါတယ်။အထက်ဘက်ကတော့ TNNL ဟာ၎င်းတို့ထိန်းချုပ်ထားတဲ့နေမျိုးတွေမှာ PDF တပ်တွေကိုခြေချခွင့်ပေးတာဖြတ်တန်းသုံးပြခွင့်ပေးတာစစ်လက်နက်ပစ္စည်းထောက်ပံ့တာနဲ့စစ်တင်နှန်းပေးတာတွေကိုဆက်လက်လှုပ်ဆောင်မှုခက်ခဲလာနိုင်ပါတယ်။နောက်ပြီးဒီချက်တွေဟာ TNNL ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ အပြည့်ရဲ့စေရေးသဘောတူညီချက်မှာတေချာပေါက်ပါဝင်နိုင်ပါတယ်။ဒါကြောင့်လဲဆိုတော့ MND နဲ့အနာသိန်းစစ်တဲ့ကြာပြည့်ရဲ့စဲခဲ့ချိန်ကဖိအားပေးခဲ့တဲ့နီလန်းတိုင်းတီအိုဆိုးရဟာ TNN လေးကို NUG PDF တွေနဲ့လုံးဝဆက်ဆံခြင်းမပြုလုပ်ရေးစီကံချက်ကိုသဘောတူဖို့ TNN လေးကိုတေချာပေါက်ဖိအားပေးခဲ့ပွဲရှိပါတယ်။အကျိုးဆက်အနေနဲ့ MD1 PDF မိုးကုတ်ဗျူဟာနဲ့ထရန်ဗျူဟာတို့ဟာ ၎င်းတို့လက်ရှိထင်းကျုံနေမြေတွေမှာစစ်တရဲဝိုင်းဝန်းပိတ်ဆို့ထိုးစစ်ဆင်မှုကိုရင်ဆိုင်ကြရတော့မှာဖြစ်ပါလေတကယ်လို့စစ်တဲ့ထိုးစစ်ကိုမခုခံနိုင်မဲစွတ်ခွာရမယ်ဆိုရင်ရှမ်းမြောက်တို့စွတ်ခွာနိုင်တော့မှာမဟုတ်ပါဘူးဒီ PDF တပ်ဖွဲ့တွေအနေနဲ့မဖြစ်မနေ TNL လေးထိတ်ကျုပ်ဒေသတွေကိုစွတ်ခွာရမယ်ဆိုရင်စစ်တကလိုက်လံချေမုံမှာဖြစ်တဲ့တွေ့အပြည့်ရဲ့စေးလုတ်ထားတဲ့ TNL လေးက၎င်းနဲ့မြေတဲ့ဝင်ရောက်လာတဲ့ PDF တွေကိုလက်နဲ့ကင်တိုလန်ရေးဆက်လက်လုတ်ကင်ခွင့်ပေးတော့မှာမဟုတ်ဘဲလက်နဲ့ဖြုတ်သိမ်းနိုင်ပါတယ် ဒီလိုနည်းနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာຫນွေဦးဒေါ်လန်ရေးကနေပေါက်ဖွားလာတဲ့ PDF တွေနဲ့၎င်းတို့ကိုကြော်တော်နောက်ခံပြုတ်ထားတဲ့တိုင်းသာလန်နဲ့ကန်ဖွဲ့တွေကြားအပြန်လန်ထောက်ပံ့မပြုတ်နိုင်စေဖို့နဲ့ PDF တွေထီးကျန်ဖြစ်လာစေဖို့အပြစ်ခက်ရစေးရေးဗျူဟာနဲ့သွေးခွဲလိုက်ပြီးနောက်တစ်ဆင့်မှာတော့ကိုညီမဲ့သွားတဲ့ PDF တွေကို ရှင်းလင်းချိန်မုံမှာဖြစ်ပါတယ်ဒီချိန်တွေကို MNDA နဲ့ PNLA ခေါင်းဆောင်တွေ ကောင်းကောင်းတွက်ဆနိုင်ပါတယ် ဒါကြောင့်မင်း PDF တွေနဲ့တူဆီယနာရှင်စနစ်မြစ်ပြက်ရေခီးလန်းဆုံးထိမလိုက်ပါတော့ပဲတရုတ်ရဲ့ဂျာဝင်ညီနိုင်မှုကိုလက်ခံခြင်းအပြင်၎င်းတို့ရဲ့လက်ငင်းအကျိုးစီးပွားကိုတရုတ်အစိုးရကကာကွယ်ပေးနိုင်မယ်လို့အဲ့ဒီလက်နက်ကင်နှစ်ဖွဲ့ခေါင်းဆောင်တွေယုံကြည်ရွေးချယ်ခဲ့ကြပုံရပါတယ်။ရှမ်းမြောက်စစ်မျက်နှာမှာအနာသိန်းစစ်တပ်ကိုလဲလဲကွဲကွဲချိန်မုံတိုက်ခိုက်နိုင်ခဲ့တဲ့ဒီကတိုင်းသားလက်နက်ကင်တော်လန်ရေးဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ MNDA နဲ့ TNNL တို့ဟာ ်တရုတ်ဆိုရဖီးယားအောက်မှာစစ်တပ်နဲ့အပြည့်ရဲ့ဆေးရီကိုသဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ် MNDA နဲ့ DNL တို့ဟာစစ်အာဏာရှင်စနစ်စန့်ကျင်ရေးလက်နက်ကင်တော်လှန်ရေးတွေ၎င်းတို့နယ်မြေတွေမှာခုံလုံရောက်ရှိကူညီတောင်းခံခဲ့ကြတဲ့ထောင်တောင်းချီတဲ့ PDF လူငယ်တွေကိုလေကျင်လက်နက်တက်ဆင်ပေးပြီးအဲ့ဒီအင်အားတွေနဲ့အစ်တို့ညာနဲ့ကွန်စစ်စင်ရေးကိုဆင်နွှဲပြီးတော့ကိုကန်းနဲ့တန်းနယ်မြေတွေကိုစစ်တပ်လက်ထဲကနေသိမ်းပိုက်ခဲ့ကြပါတယ် ခုခါမှာတော့၎င်းတို့ဟာ PDF တပ်ဖွဲ့တွေကိုကြောက်ခိုင်းစွန့်ခွာလိုက်ကြပါပြီတပ်ဖွဲ့နဲ့ပြည့်ရက်ဆဲပြီးတခြားတပ်ဖွဲ့ကိုချိန်မုံမဲ့စစ်တရက်သွေးခွဲဖြူဟာကိုတည်ရနေအဲ့ဒီကြော်ခွင်းတွေကနေရုံမထွက်နိုင်ကြပါဘူးအပြည့်ရက်ဆဲဖို့တရုတ်ကဇက်တိုက်ဖိအားပေးနေတာကိုလည်းတွေ့နေရပါတယ်လက်ရှိမှာတော့တစ်တုံညာနေခုစစ်စင်ရေးကိုဥဆောင်ခဲ့တဲ့ညီနောင်သုံးဘွယ်မှာအာရခတက်တော်တဖွဲ့တည်းသာစစ်တပ်ကိုဆက်လက်ရင်ဆိုင်နေပါတယ်။ခုချိန်ဟာ နေဦးတော်လိုင်းကြီးကနေပေါက်ဖွားလာတဲ့ PDF တက်တွေအချင်းချင်းကြောချင်းကက်ရင်ချင်းအပ်ပြီးစီလုံးကြဖို့ရေးပေါ်ချင်းနေရောက်ရှိလာနေပြီဖြစ်ပါတယ်။ဒါကြောင့် MTY PDF မိုးကုတ် viewer နဲ့ train viewer တို့အနေနဲ့အပြည့်ရဆက်လိုက်တဲ့ DNA အလင်းနဲ့စစ်တက်ထိုးစေကြညက်ပိတ်ခံရနိုင်တဲ့ချင်းနေမျိုးကိုရှောင်ကွင်းနိုင်ဖို့ဆိုရင်စကိုင်းတိုင်းတွေက PDF တက်ဖွဲ့တွေနဲ့မဟာ viewer မြောက်စုစည်းညီညွတ်မှုရယူဖို့တရေးရှင်ရေးတမျှအရေးပေါ်အချိန်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့်မဲအဲ့ဒီအဖွဲတွေဟာတသားတစ်တွေလင်မြန်ခွယူးနေတာဖြစ်တယ်လို့လေးလာသုံးသပ်မိပါတယ်။ရှမ်းမြောက်မှာတက်ပွဲတွေရှော့ချလိုက်နိုင်တဲ့အာနာသိန်းစစ်တပ်ဟာလွန်ခဲ့တဲ့9နှစ်လုံးလုံးဘလို့မှထိန်းချုပ်နိုင်စွမ်းရှိတဲ့အညာစစ်မျက်နှာတွေဖြစ်တဲ့စကိုင်းမကွေးနဲ့မန္တလေးတိုင်းတွင်းမှာရှိတဲ့ PDF တွေကို ရှင်းလင်းဖို့အဓိကပြင်မှတ်ထားထိုးသည့်စင်ပွဲ ရှိပါတယ်။အခုလက်ရှိမှာတော့မေရီယာမြို့နယ်တွင်း MDY PDF ထိန်းချုပ်နေမြေတွေကိုစစ်ကြောင်းတွေနဲ့မျက်ပိတ်ထိုးသည့်ဆင်းနေပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်းစစ်တရဲ့အားနည်းချက်တစ်ခုကတော့လာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီနှစ်လမှာ၎င်းတို့ရဲ့ဟန်ပြရွက်ောက်ပွဲတွေအဆင်ပြေချောမွေးစွာပြီးဆုံးနိုင်ရေးအာယုံဆိုင်နေရခြင်းဖြစ်ပါတယ်စစ်တရဲ့အဲ့ဒီအားနည်းချက်ကိုတရားတွက်ချက်ပြီးမထင်မှတ်ထားတဲ့နေရာတွေမှာခန့်စစ်ရှင်ကနေထိုးစစ်ပြောင်းတဲ့စစ်ဗျူဟာကို PDF တပ်ဖွဲ့တွေကြားဟန်ချန်းကြီးချိန်သားကြိုက်ဖို့ဆောင်နိုင်မယ်ဆိုရင်စစ်တဲ့ထိုးစစ်တွေပေါ်အသာစီးပြန်ရလာနိုင်ပါတယ်ဒီတွေ PDF တပ်ဖွဲ့တွေကြားမှာ တည်င်ကအစီရေညညွတ်မှုမဟုတ်ပဲရေရှိခိုင်မာတဲ့ပြည်သူတွေအားကိုအားထားပြုရတဲ့အင်အားတို့တိစောက်နိုင်ဖို့လိုအပ်ကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ